ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសជុលလိုက်ပါတယ်ပရိသတ်များခင်ဗျာဒီနေ့မှဆိုရင် UFC က UFC 317ပြိုင်ပွဲကြီးကိုစတင်ကျင်းပနေပြီဖြစ်ပါတယ်လက်ရှိအချိန်မှာဆိုရင် Main Card တွဲဆိုင်တွေကိုစတင်ကျင်းပနေပြီဖြစ်ပါတယ်ကျွန်တော်တို့ Chin Fighter Lee Joshua Van ဒီ Main Card တွဲဆိုင်မှာပါဝင်လာမှာဖြစ်ပါတယ် Joshua Van ရဲ့ပွဲဟာလာမယ့်နှစ်ပွဲပြီးရင် ထိုးသတ်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ချင်းဖိုင်တာလေးရဲ့ပွဲဟာခမင်းကြီးမြန်မာစံတော်ချင်း10နိုင်ဝင်းချင်မှာကြီးရပွဲရှိနေပါတယ်ကျွန်တော်တို့ဖိုင်တာလေးအနေနဲ့ဘလို့အခင်းချင်းဖြစ်အောင်တည်ဆောင်လာမလဲဆိုတော့တကယ်ကိုရင်ခုန်စရာကောင်းနေပါပြီလက်ရှိအချိန်မှာကွင်းထဲကိုလည်းပြည်သက်တော်တော်များများရောက်ရှိနေကြပါပြီဂျိုရှွာဘန်ကတော့တကယ်ကိုအမိုက်စားပွဲကြံတဲ့ပွဲကိုရင်ဆိုင်ထိုးတိုက်ရမှာပါကျွန်တော်တို့ပြည်သက်တွေအားလုံးလည်းရင်ခုန်နေကြလောက်ပြီထင်ပါတယ် ျွန်တော်ချင်းဖိုင်တာလေးကဒီပွဲမှာသာနိုင်ပွဲပုံဖော်နိုင်ခဲ့ရင်သူကနံပါတ်1ကွန်တန်နာနေရာထိကိုတက်လှမ်းသွားမှာဖြစ်ပါတယ်။နံပါတ်1နေရာထိရောက်ရှိသွားမှာမဟုတ်ပဲ Flying Wyden Champion ခပကြီးကိုပါစင်ခေါ်ဝင်ရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲက Joshua Van တဲ့တခွဲကိုအရေးကြီးပါတယ်။နိုင်လဲနိုင်စေချင်ပါတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းယုံကြည်တဲ့အပြည့်ရှိနေပါတယ်။သူအနေနဲ့ဒီပွဲမှာလည်းအကောင်းဆုံးနိုင်ဖို့ယူပြမယ်လို့ခဏခဏကိုကြွေးကြော်ထားတာပါ။ ချင်းဖိုင်တာလေးနေနဲ့ဘလို့အခင်းကြီးနေတက်ဆောင်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာပြည်သက်ဒီနေနဲ့လည်းဘလို့ထင်မြင်စမိပါတယ်မိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ Telegram channel ကို join ထားပြီးတော့လည်း Joshua Van ရဲ့ဘွဲကိုတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့အကောင်းဆုံးနိုင်ပွဲရရှိပါစေလို့ပဲဆန္ဒပြုပါတယ်မကုံဆောင်ဖိုင်တာလေးကဒီပွဲမှာသာနိုင်ပွဲပုံဖော်နိုင်ခဲ့ရင်နောက်ပွဲကသူ့တဲ့ချန်ပီယံလူပွဲဖြစ်လာမယ်ဆိုတာသိကြသွားပြီဖြစ်ပါတယ် ကျွန်တော်ပြိတ္တအားလုံးလည်း fan ရဲ့ပွဲကိုယဉ်ခုံသာစောင့်ကြည့်ကြမှာပါကျွန်တော်ထင်တော့ဒီပွဲကလည်း striking mind ကိုအသားပြုပြီးကစားကြမယ်ပွဲလို့ထင်ပါတယ် Brandon Rivera ကလည်း striking mind မှာကောင်းတဲ့ fighter တူပါပဲ fan ကိုယ်တိုင်ကတော့ Brandon Rivera နေနဲ့သူ့ကို ground game mind မှာဝင်လုံးလာမယ်ဆိုလဲသူကချုပ်ပြသွားဖို့ဝင်လေးနေမှာမဟုတ်ဘူးလို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်ကျွန်တော်ချင်း fighter လေးကတော့ သူ့အနေနဲ့လူသားတွေဝင်စားပေးရတာဖြစ်တဲ့အကြောင်းဖြစ်ပေမဲ့သူ့မှာလုံလောက်တဲ့ပြင်ဆင်ခြင်းတွေရှိတဲ့အကြောင်းမလို့ပြိဿအားလုံးစိတ်မပူဘူးနဲ့သူ့အနေနဲ့ပြိဿအားလုံးလိုချင်နေတဲ့နိုင်မွေးတပွဲကိုရယူပြသွားမယ်ဆိုပြီးကြုံဝါထားပါတယ်ကျွန်တော်ချင်းဖိုင်တာလေးနေနဲ့ဘလို့အခင်းချင်းတွေဖြစ်အောင်တဲဆောင်လာမလဲဆိုတာစောင့်ကြည့်ရမှာပါဂျိုရှွာဘန်ရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအများကိုတင်ဆက်ပေးဦးမှာဖြစ်ပါတယ်ခင်ဗျာဂျိုရှွာဘန်ကသူ့အနေနဲ့သူ့ပွဲပြီးသွားရင်တော့မှတန်တကာဝိုင်းအပြင်ဘက်ကနေ သူ့ပွဲပြင်နောက်ပွဲမှာထိုးသတ်မယ်။ Flyweight တချန်ပီယံလူပွဲကိုတန်စကာဝိုင်းပြင်ဘက်ကနေစောင့်ကြည့်နေမယ်လို့ဆိုပါတယ်။အဲ့ဒီပြိုင်ပွဲမှာအနိုင်ရတဲ့ fighter နဲ့သူနဲ့အမျက်နှာချင်းဆိုင်တွဲဆုံသွားမယ်လို့ဆိုပါတယ်။ဘလိုခင်းရင်းနေဖြစ်လာမလဲဆိုတော့မကြခင်နိုင်ပိုင်းတွင်းမှာကြည်ရတော့မှာဖြစ်ပါတယ်ပြိတ္တများခင်ဗျာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့အကောင်းဆုံးနိုင်ပွဲရရှိပြီးချန်ပီယံစင်ကောကွင်းရရှိပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နောက်မနေ့ဒီမှာလည်း ။ MMA လောကနဲ့ AXA လောကကနောက်ဆုံးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်ဝင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။